လော်ရိုခရစ်ဆော့ဒန်နဲ့ပေါ်မာဆင်တို့အခုဂျားရဲ့ထဲမှာရှင်ပြိုင်ကစားမဲ့ပရီးမီးယားလိဂ်ဂိမ်းဝိ၁၄ကိုဘယ်လိုခန့်မှန်းထားကြပါသလဲ Welcome to my party we're just getting started a life is a dream or a nightmare starring ကိုကိုင်းစတာဖုတ်ဘောရှူအနေကျူလိုဝါရီကျွန်တော်ကိုခန့်မှာအခုဂျားရဲ့တွေဖြစ်တဲ့ဒီနေ့ညအစမယ်ပေါ့နော်အင်ကာဘိုဒုံကြာတာပရီး၃ရက်မှာရှင်ပြိုင်ကစားသွားမဲ့ပရီးမီးယားလိဂ်ပွဲစဉ်၁၄ကိုနာမည်ကြီးပန်းတစ်တွေဖြစ်တဲ့ လော်ရူခရစ်ဆောက်တန်ပေါ်မဆင်းတို့ရဲ့တုံးသက်ခမန်းချက်တွေကိုကျွန်တော်ညီကိုရေးအတွက် sharing လုပ်ပေးသွားရမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ပထမဆုံးပွဲ Fulan နဲ့ Man City ဒါဒီညမှာရှင်ပြန်ကစားမှာဖြစ်ပါတယ်။ဒီပွဲရဲ့အကျော်ပေးမှုကိုကြည့်မယ်ဆိုရင်တော့ Man City ကတလုံးတဝက်ပျော်ရွှင်ခွင့်ရထားပါတယ်။ဘလို့မှအတိတ်ပဲမရှိတဲ့အကျော်ပေးမှုတစ်ခုဖြစ်ပါတယ်။ဒီပွဲတင်ကိုလော်ရူက Man City 3-0နဲ့နိုင်သွားမယ်လို့ခမန်းထားပါတယ်။ ဆောက်တန်ကတူးစီးနဲ့နိုင်သွားမယ်လို့ခမန်းထားပြီးပေါ်မဆင်ကဝန်းဝန်းတည်ပွဲဖြစ်သွားမယ်လို့ခမန်းထားပါတယ်ဆိုတော့ပေါ်မဆင်ခမန်းတယ်လို့မျိုးတည်ပွဲတပွဲဖြစ်နိုင်ကြတော့ရှိတယ်ဒါပေမဲ့ percentage ကတော့နည်းတယ်အကျော်ပြမှုရကြေးရအတိတ်ပဲကတိတ်မရှိတဲ့အတွက်ကြောင့်ကျွန်တော်ကဒီလိုပွဲမျိုးတွေကိုတော့လက်ရှောင်စည်းခြင်းနဲ့ risk ယူပြီးတော့အားပေးရလိမ့်မယ်အဲ့တော့ risk ယူမှယူတေကြတဲ့အသင်းမျိုးဥပမာပြောရင်များအာကြီးပွဲဆို risk တော့ယူရမယ်ဒါပေမဲ့အိမ်ကွင်းမှာကစားရမယ် ထေချာတဲ့ဟို percentage ကပိုများတယ်ပေါ့နော်ဒီပွဲစဉ်ကတော့အနေငယ်ပြဿနာရှိနိုင်တယ်ကျွန်တော်ကတော့လက်ဆောင်ခြင်းနဲ့ဒီ bandit 3ယောက်ပေးတဲ့ရွေးချယ်မှုကိုပဲကျွန်တော်ညီကိုတွေအကြံဉာဏ်တစ်ခုဖြင့်မှတ်ယူပေးပါခင်ဗျ။ Okay နောက်ထပ်ဒီပွဲကတော့ Newcastle နဲ့ Tottenham ပါဒီပွဲရဲ့အကျော်ပေးမှုကတော့ Newcastle ကတကိုးသွင်းရင်တဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်။ Thomas Frank ကရေကြီးနေပြီ။ပုံမှန်ဆိုရင်ဒီပွဲစဉ်က Tottenham ပါ ဘလိုနီးနဲ့မှနိုင်စရာအကြောင်းမရှိပါဘူးစိန်ဂျင်းဘက်မှာလည်းဖြစ်တယ်နယူကက်ဆယ်လိုအသင်းမျိုးကိုလည်းရင်ဆိုင်ကစားမှာဖြစ်တဲ့အတွက်ပိုလို့တောင်စိုးပါတယ်အဲ့တော့ဒီပွဲစဉ်ကိုလော်ရိုကနယူကက်ဆယ်3-1နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပြီးခရစ်ဆော်တန်က2-0နဲ့နယူကက်ဆယ်နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ပေါ်မဆင်းရလေ3-1နဲ့ပဲနယူကက်ဆယ်နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်လည်းဒီပွဲစဉ်မှာနယူကက်ဆယ်ကိုတော့ပိုကြိုက်တယ်ကျွန်တော်တေချာတာလေးပဲပြောတော့မယ်ဗျာတေချာတဲ့ percentage ပိုများတယ်ပေါ့နယူကက်ဆယ်ကို ျွန်တော်တို့အားလုံးအကြိုက်ချင်းတူညီပါရခင်ဗျာနောက်ထပ်တစ်ပွဲကတော့ Arsenal နဲ့ Brentford အကြောပေးမှုရကတအားကြီးဒီတကိုးသွင်းလို့မရဘူးတကိုးသွင်းရင်အပြည့်ဆုံးရှုံးမှာဖြစ်ပါတယ်ဒီပွဲတွေကို Loro က AI 31နဲ့နိုင်မယ်လို့ခန့်မှန်းထားပြီး Southampton ပေါ်မှာစဉ်၂ရောင်လုံးကလည်း Arsenal 3-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်လည်းဒီပွဲတွေမှာ Loro, Christodan, Pomasin တို့၃ရောက်လုံးနဲ့အမြင်ချင်းတူပါတယ် Arsenal ကိုပဲ Rix ယူပြီးရွေးချယ်ပေးပါသည် နောက်တစ်ပွဲကဘုံမောက်နဲ့ evidence ပွဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကတော့ဘုံမောက်ကတည်တဝက်ရှုံပေးထားပါတယ်လော်ရိုက11ဆောက်တန်က21နဲ့ပေါ်မစင်က21ကမန်းထားကြပါတယ်ဘုံမောက်နာကျင်နေတာမှန်ပေမဲ့နိုင်ဖို့တိတ်မလွယ်ကူတဲ့ပွဲစဉ်တပွဲမျိုးပေါ့နော်အကျော်ပေးမှုကဗျအရင်ပြော့ပြောင်းလွန်နေတယ်ဘုံမောက်ဒီမဖြစ်မနေရုံးကန်ရမယ့်အခြေအနေမျိုးမှာဒီကြောပေးမှုပြီးတာက လှဲကွက်တစ်ခုလို့ကျွန်တော်ယူဆတယ်ကျွန်တော်ကတော့လော်ရိုနဲ့အမြင်ချင်းတူညီစွာ evidence အသင်းကိုရွေးချယ်ပေးပြရသည်ခင်ဗျာโอเคကျွန်တော်ညီကိုတွေဘလုံးပွဲကစားကြင်တယ်ဆိုရင်တော့ super senior ဘေးပေါ်စီမှာ imac ခွန်ရှိကိုငါတို့လို့ miss နဲ့မောင်း96တို့ကိုမမတိဘူဆူချင်းများတော့ ਨੇ ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိကြင်တယ်ဆိုရင်တော့ပပနမတ်39ကို89ကို446မှာဆက်သွယ်ဆုံးသက်မိမြန်လို့ရပါတယ်ခင်ဗျာဒီတစ်ကောက်တော့ကျွန်တော် brighton နဲ့ aston villa ပွဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကတော့ brighton အသင်းကတရေတဝက်ရှုံပြန်ပြီးတော့ပေးထားတယ်ဗျာ ဲ့ရတော်တော်အဓိပ္ပာယ်မရှိတဲ့အကြောပေးမှုနော် Brighton သည်အခုနောက်ပိုင်းပွဲတွေမှာတော်တော်ကြောင်ပြောင်နေတယ်အိမ်ကွင်းမှာကစားရတာမှန်ပေမဲ့တည်တဝက်ရှုံတော့မပေးသေးဘူး Aston Villa ရဲ့လောက်ထောင်တက်နေတာလေတကယ်လောက်တော့ပေးသင့်တယ် Villa ကိုလုံးဝအနိုင်မပေးထားတဲ့အကြောပေးမှုမျိုးကြီးဖြစ်နေပါတယ်ဒီပွဲစဉ်ကို Lawro ကတော့ Aston Villa 2-1နဲ့နိုင်မယ်လို့မှန်းပြီး Chris Sutton က Brighton က2-1နဲ့ပြိုင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်ပေါ်မဆင်က1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ အဲ့ဒီ Aston Villa ကိုပဲအားပေးမှာပေါ့ဘာကြောင့်လဲဆိုတော့တရီလဲကြလို့ရတယ်မရှုံးရင်ပြီးပြီလေနော်အဲ့တော့ကျွန်တော်တရီတဝက်ပျော်ရွှင်ခွင့်ရနိုင်တယ် Aston Villa အသင်းကိုရွေးချယ်ပေးကြပါတယ်နောက်ထပ်တစ်ပွဲကတော့ Burnley နဲ့ Crystal Palace ဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကတော့ကျွန်တော် Palace ကတကူတဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ် ပယ်လစ်ဒီမန်ချက်စတာယူနိုက်တက်ပွဲမှာရှုံးမဲ့တာရှုံးသွားပင်မဲ့ယုံကြည်လို့ရတဲ့အခြေအနေမျိုးလေးတော့ရှိနေသေးပါဗျ။ဒီပွဲစဉ်ကိုလော်ရိုကပယ်လစ်2-1နဲ့နိုင်မယ်လို့မှန်းထားပါတယ်။ဆောက်တန်ကပယ်လစ်1-0နဲ့နိုင်မယ်လို့မှန်းပါတယ်။ပေါ်မှာဆင်ရလဲပယ်လစ်2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်လည်းဒီပွဲစဉ်မှာခရစ်စတယ်ပယ်လစ်ကိုပဲသဘောကျပါတယ်သူတို့နိုင်ပွဲတစ်ပွဲရဖို့ပြန်လဲစ조사လာနိုင်တဲ့အတွက်ကြောင့်ပါခင်ဗျအားလုံးပယ်လစ်ပါနောက်တစ်ပွဲကတော့ဝူဗာဟန်တန်နဲ့နော်ဒင်ဖောရက်စ်ပွဲဖြစ်ပါတယ် ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကိုကျွန်တော်အရင်ပြပြကြပါမယ်။ Northern Forest ကတရေတဝက်ရှုံးပြန်ပြီးတော့အကျော်ပေးထားပါတယ်။ Hoover Dam လည်းယုံကြည်စိတ်ချခြင်းစရာလုံးဝမကောင်းတော့တဲ့အသင်းအသင်းဖြစ်ပါတယ်။တန်းစင်ဖို့အတွက်တေချာသွားပြီလို့တောင်ကြိုပြောလို့ရတယ်ပေါ့နော်။အဲတော့ Loro ကဒီပွဲ1-1 Southern က Northern Forest က1-0နဲ့နိုင်မယ်လို့ခန့်မှန်းပြီးပေါ်မဆင်ကလည်း1-1တည်ပွဲဖြစ်မယ်လို့ခန့်မှန်းထားပါတယ်။ တရေပြစ်ဖို့များတဲ့ပွဲစဉ်တစ်ပွဲပါဒီထဲမှာမှဘယ်အသင်းရှုံးနိုင်လဲဆိုရင်ကျွန်တော်ကတော့ဝူဗန်ဟန်တန်ကိုပဲရှုံးနိုင်တယ်ပြောရမှာပဲသူ့ဘောက်မိုလီနော့စ်မှာကန်ယုံမကလို့နော်နက်ပြီမှာပဲတက်ကန်တက်ကန်ရော့ဘ်အက်ဒဝတ်စ်တန်လည်းအစင်မပြေလောက်ဘူးဗျအဲ့တော့ Nottingham Forest အသင်းကိုဒါကျွန်တော်တို့ရွေးချယ်လိုက်အောင်ခင်ဗျာကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Leeds နဲ့ Chelsea ဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကိုကြည့်မယ်ဆိုရင်တော့ Chelsea ကတလုံးတဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်ချေးရတော့ Chelsea မလွယ်ကူတဲ့ပွဲစဉ်တစ်ပွဲပေါ့နော် ဒါပေမဲ့တကယ်လို့ကျရင်ကျွန်တော်အဲဂျေးတွေဘာတွေကိုခေါင်းထဲကထုတ်ပြီးအားပေးရမယ့်အကွက်မျိုးတွေရှိပါတယ်ဒီပွဲစဉ်ကိုလော်ရိုကတူးတူးတဲ့ဆောက်တန်ကချယ်ဆီ2-0နဲ့နိုင်မယ်လို့မှန်းပြီးပေါ်မှာဆင်ကတော့2-1နဲ့ချယ်ဆီနိုင်မယ်လို့ခန့်မှန်းထားပါတယ်ဆိုတော့ချယ်ဆီရဲ့လက်ရှိအချိန်မှာစွမ်းဆောင်ရည်ကောင်းပြနေမှုဟာတော်တော်အထင်ကြီးလေးသားကြီးကကောင်းတယ်တခုတော့ရှိတာပေါ့လေအသင်းကြီးတွေကိုရွေးပြီးပြတာလားဒါမို့ရင်ဘယ်အသင်းလာလားဒီစွမ်းဆောင်ရည်ပဲလားဆိုတာဒီပွဲစဉ်ကကျွန်တော်တို့တက်တည်ပြပါလိမ့်မယ်ကျွန်တော်ကတော့ Chelsea ကိုဆက်လက်ယုံကြည်နေသေးပါအဲ့ဒီအတွက်ကြောင့် ်ချဲစီသင်းကိုပဲရွေးချယ်ရပါလိမ့်မယ်ခင်ဗျာကဲကျွန်တော်နောက်တဲ့တပွဲကတော့ Liverpool နဲ့ Sunderland အကြောပေးမှုရပြင်းတယ်ဗျာတလုံးသွင်းအပြည့်ရှုံးမှာဒါကလုံးဝအတိတ်ပဲမရှိတဲ့အကြောပေးမှုပေါ့နော် Sunderland ဒီတကယ်ကိုကောင်းတဲ့အသင်းတစ်သင်းပါ Liverpool ကလည်းပစံကိုနိုင်သွားပြီမယ်အပွဲစဉ်ကြည့်နေတဲ့ညီကိုတွေကတော့သိလိမ့်မယ်အဲ့လောက်ထိကောင်းတယ်တော့မဟုတ်ဘူး Sunderland နဲ့ Watson ပြန်ပြီးတော့ကွန်ပဲလုပ်ကြည့် Sunderland ကမာကုန်ပူရှိတယ်ဒီပွဲစဉ်ကို Loro က3-1 Southampton ပေါ်မှာစဉ်က2-1လို့ခမန်းထားပါတယ် လီဗာပူးအနိုင်နေမှန်းထားတာပေါ့နော်အဲ့ကျွန်တော်ကဒီပွဲစဉ်မှာဆောက်တန်တဲ့ဘောမှစင်လို့နဲ့အမြင်ချင်းတူတယ်လီဗာပူးနိုင်နိုင်တယ်ဒါပေမဲ့လည်းအဲ့လိုဂိုးပြက်ကြီးနိုင်သွားဘူးကတော့ကျွန်တော်သိပြီးတော့လမ်းမမြင်ဘူးကျွန်တော်ကတော့တကူးတွင်အပြည့်ရှုံးနိုင်တဲ့အတွက်ကြောင့်ဆန်ဒလန်အသင်းကိုရွေးချယ်ပေးချင်ပါတယ်နောက်ဆုံးပွဲမန်ချက်စတာယူနိုက်တက်နဲ့ဝက်စတန်ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကတော့ Man United ကတလုံးတဝက်ရှုံးဆိုတဲ့အကျော်ပေးမှုပေးထားပါတယ်။ဒီအကျော်ပေးမှုကလည်းတော်တော်လေးပြင်းထန်တဲ့အကျော်ပေးမှုပါ။အိမ်ကွင်းမှာ United တို့ပို့ပြီးတော့လုတ်တက်ကင်တတ်တယ်ဆိုပေမဲ့ ဂိုးပြက်နိုင်ပွဲတစ်ပွဲနဲ့ပြည့်ပြည့်စုံတဲ့ကစားပုံနဲ့အနိုင်ရဖို့ဆိုတာအလန်းဝေးနေသေးပါဒီပွဲစဉ်ကိုလော်ရိုကယူနိုက်တက်ဝမ်းစီးနဲ့နိုင်မယ်လို့ခမန်းထားပြီးခရစ်ဆောက်တန်က2စီပေါ်မာဆင်က3-1နဲ့နိုင်မယ်လို့ခမန်းထားပါတယ်တကယ်တည်းလေနိုင်နိုင်ကြီးရှိတဲ့အခြေအနေမျိုးပါဒါပေမဲ့အိမ်ကွင်းအားကိုကျွန်တော်တို့ယုံကြည်ပြီးတော့အားပေးသင့်တယ်ပေါ့နော် တလုံးကတဝက်လောက်ပဲရှုံးတဲ့အတွက်ကြောင့်တလုံးနဲ့ကတ်နိုင်သွားရင်တောင်မှတဝက်ဆုံးရှုံးခံနိုင်ရင် Man United ကို dependent တွေနဲ့အတူရွေးချယ်တာကတော့ပို့ပြီးတော့ကောင်းမွန်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ video လေးဒီမှာနှာခွင့်ပြုပါခင်ဗျာ။